ဲ့တော့တန်ရောစင်ဆိုတာဟာလူတွေကတော့ချစ်ခင်ချင်းကိုသာလင်တန်ရောစင်လို့ခေါ်တာမဟုတ်ဘူးချစ်ခင်ချင်းကလည်းတန်ရောစင်မုန်တီးချင်းကလည်းတန်ရောစင်မတိချင်းကလည်းတန်ရောစင်သူချီနှောင်ထားတဲ့ဟာတွေကျွဲကောအများကြီးတန်ရောစင်တန်ရောစင်ဆိုရင်တဏှာပဲတူရထင်းနေကြတယ်မဟုတ်တန်ရောစင်10မျိုးရှိတယ်အကုသိုလ်တွေကတော်တော်များများတန်ရောစင်နေကြည့်ပဲ ဘာကြောင့်တန်အောင်စင်နဲ့ခေါ်လို့ဆိုဆင်းရဲဒုက္ခနဲ့ချီနှောင်ထားလို့ပဲအဲ့ဒါတွေကိုပြုတ်ထွက်သွားတယ်အဲ့ဒါတွေပြတ်ဖို့ရည်ချတာဟုတ်အဓိကကတော့အဲ့ဒီကိုသွားသစ္စာပြတရားတော့ကအဲ့ဒါဖြတ်တာပဲအဲ့ဒါဖြတ်တာဘာနဲ့ဖြတ်တာတော့ဆိုအမှန်ကန်ဆင်ញင်သုံးသက်ခြင်းဖြင့်ဖြတ်အဲ့ဒီလိုမမှန်ကန်ဆင်ញင်သုံးသက်နိုင်မှုကပညာလို့ခေါ်တယ် အဲ့ဒီပညာအမျက်ဆုံးပဲဘုရားဗလာမှာယုံကြည်မှုကလည်းအဓိကမဟုတ်ဘူးလက်တွေ့သိရှိနားလည်မှုကအဓိကဖြစ်တယ်ဒါကြောင့်မို့ဘဂိရှိပါမှာသမာဓိရှိ right understanding ဆိုတာအဓိကထားပြောမင်္ဂလာနားလည်ဖို့အရေးကြီးမင်္ဂလာမြင်တတ်ဖို့ရည်ကြည်မင်္ဂလာမြင်ပြီဆိုမှဒါအခုကအမြင်မှန်ရအောင်ဆင်းရဲတာပဲ မစင်းသားရဲ့မသိဘူးစဉ်းစားမှသိတယ်အမြင့်မှန်ရအောင်ဆင်းရဲသုံးသက်ခြင်းဟာကတမတ္တိတိပဲ